Hello မင်္ဂလာပါမမေတို့ရေမမေတို့လည်းတည်ကျင်းနေကြမယ်ထင်တယ်နော်ပထမဦးဆုံးဒါဦးတဦးပဲမွေးတဲ့ကိုဝန်နဲ့အမွားကိုဝန်တွေရဲ့အဓိကအာဌာနချက်ပေါ့နော်အဓိကကွာခြားချက်လေးတွေကဘာလေးဖြစ်မလဲဆိုတာအာပြောပြထားပေးပါမယ်ကျမကလည်းကိုဝန်ဆောင်မမေတယောက်ပါပဲပထမဒါဦးတဦးကိုဝန်မွေးပြီးတော့အခုအမွားလေးမွေးတဲ့အခါမှာဘလို့တွေ꽌ပြလဲဘလို့တွေဌာနတဲ့အချက်ကလေးတချို့ပြောပြထားမှာပါအဓိကပထမဦးဆုံးအချက်က ကိုဝန်ဆောင်မိမိဆိုရင်လမ်းလျှောက်တင်တယ်လို့ပဲတွေးကြတယ်ပေါ့နော်အဲ့တော့ကိုဝန်ဆောင်မိမိကလမ်းလျှောက်တင်လားမတင်လားဆိုတာတာဦးတက်ဦးကိုဝန်နေကလမ်းလျှောက်တင်ပါတယ်တဦးကိုဝန်နေကလမ်းလျှောက်လို့ရှိရင်ကောင်းကျိုးအများစွာရှိတယ်တွေးလက်ပတ်မှုကောင်းစေတယ်စိတ်ဖြစ်စေမှုနည်းစေပြီးတော့ကကောင်းမွန်မွန်အိပ်ပျော့စေတယ်ခြေထောက်ဖော်ရောင်ခြင်းတွေကိုလည်းတတ်တာစေတယ်လို့ဆိုပါတယ် ဒါကတော့တူးကိုဝင်နေအတွက်ဖြစ်ပြီးတော့အမွားကိုဝင်နေလဲဆိုရင်တော့တအားကိုခြာနာกว่าခြာပါတယ်အမွားကိုဝင်နေဆိုလို့ရှိရင်ဒီဆရာဝန်ကြီးကိုယ်တိုင်ကငင်းငင်းလေးပဲနေရမယ်အရန်လဲအကြာကြီးမထိုင်ရဘူး လမ်းလဲတိတ်မလျှောက်သင့်ဘူးလို့အကြံပေးပါလိမ့်မယ်ဆရာဝန်တွေကိုမေးကြည့်ကြည့်ပါဘာလို့လဲဆိုတော့တချို့တွေကကိုဝန်ဆောင်ဆိုရင်လမ်းများများလျှောက်သင့်တယ်အဲမွေးလို့လည်းလွယ်တယ်ပေါ့နော်အဲကောက်ကျိုးတွေအများကြီးရှိရလို့ထင်ကြတယ်အဲ့ဒါကတော့တူးကိုဝန်တွေအတွက်ဖြစ်ပြီးတော့အမွားကိုဝန်အမွားမိမိတွေအတွက်ဆိုလို့ရှိရင်အဲ့ဒီအများကြီးရှိနိုင်ပါတယ်အဓိကဖြစ်စေတဲ့အချက်တွေကတော့တအိမ်ကိုပို့ပြီးတော့ပြင်မလာစေခြင်းခြိလက်တွေပို့ပြီးတော့ဖောရောက်လာတာစိတ်ပင်ပန်းမှုတွေပို့ပြီးတော့ဒိုးလာစေပါတယ် ချိန်မတိုင်ခင်မွေးဖွားခြင်းနဲ့တွေ့တိုးခြင်းတွေလည်းဖြစ်စေပါပဲ။ဒါကြောင့်ငင်းငိမ့်လေးနာနာနေနေအနာယူသင့်ပါတယ်။အကြာကြီးလည်းမထိုင်သင့်ဘူးလမ်းလမ်းတိတ်မလျှောက်သင့်မယ်နဲ့အဲအိမ်မှာအဆင်ပြေရာလေ့ကျင့်ခန်းယောဂတသိမမွားလေးတွေကိုပဲတနိုင်လှုပ်သင့်ပါတယ်။ကြည်ကြည်မမလေ့ကျင့်ခန်းနေမလှုပ်သင့်မယ်။ ယခုပုံနေရလေကျင်ကံမျိုးလေးတွေခြေချောင်းလေးတွေကိုကင်ပြီးတော့ခြေထောက်လေးကိုလှည့်ပေးတာ၏အဲခေါင်းလေးကျင်ကံလှုပ်ပြီးပူထုတ်ပေးတာ၏ဒါမျိုးပေါ့ပေါ့ပါလေကျင်ကံလေးတွေပဲလှုပ်ပြီးတော့ညင်ညင်လေးနေတဲ့အဲ့ဒါဆိုလို့ရှိရင်မိခင်အောင်ခလေးထွက်ပို့ပြီးတော့ကျမ်းမစီရဲလို့ဆိုပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းရရိုးတူကိုဝန်နဲ့အမွာကိုဝန်ဘလူတွေကွာချလဲဘလူတွေနေထိုင်တင်လဲအမွာကိုဝန်ဆောင်လို့ရှိရင်ဘလူနေထိုင်ပြီးပုတ်ကယူဆိုင်တင်လဲစမရဲ့လက်တွေ့ experience ရ sharing လုပ်ပေးတော့မှာမို့လို့ like and subscribe follow လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်เนาะကျေးဇူးများကြီးတင်ပါတယ်